မင်္ဂလာပါရှင်ရန်ကုန်ခေတ္တချန်နယ်နောက်ဆက်အသတင်းကိုတင်ဆက်ပေးပါမယ်။အမေဖြစ်သူတောင်ဖန်စုကြည်ကိုလှုပ်ပင်းစကားပြောခွင့်ပေးရတဲ့စေကူတာခွင့်ပင်းတာတဲဦးနေဖြင့်တောင်းဆိုနေတော့လဲစေအုပ်စုကမြို့သူများမတုတ်ပြန်ကိုတိုင်နေပြောအမေဖြစ်သူတောင်ဆန်စုကြည်ကိုလှုပ်ပင်းစကားပြောခွင့်ပေးရတဲ့စေကူတာခွင့်ပင်းတာတဲဦးနေဖြင့်တောင်းဆိုနေတော့လဲစေအုပ်စုကမြို့သူများမတုတ်ပြန်ကြောင့်တာဖြစ်သူကိုတိုင်နေကော KRS ကလူမှုကွန်ရက်မှာတစင်တရင်ထုတ်ပြန်ပြောဆိုရယ်တောင်ဆန်စုကြည်လူများအတွက်တောင်းဆိုမှုရေလှုပ်ဆောင်နေရမှာ နိုင်ငံသမားတအုပ်နေပြင်မဟုတ်ပဲမိတအုပ်လူမျိုးရဲ့တန်သားတအုပ်နေနဲ့နေရာနှံ့သွားပြီးတောင်းဆိုနေခြင်းဖြစ်တယ်။ဒီအချိန်မှာကျွန်တော်မိမိရဲ့ကျမ်းမာရေးအတွက်တကယ်ကိုစိုးရိမ်ပူပန်မိတဲ့စစ်တပ်ကမိမိလိုအပ်နေတဲ့စေကူတာမှုတွေကိုပိတ်ပင်ညှဉ်းပယ်ထားတယ်။ကျွန်တော်ရိုးရိုးရှင်းရှင်းမဲ့သူတို့ကိုတောင်းဆိုခဲ့ပါတယ်။ကျွန်တော်မိမိနဲ့စကားပြောခွင့်ပေးပါကျွန်တော်ကမိမိရဲ့သားတယောက်ဖြစ်တဲ့သားတယောက်ရဲ့အခွင့်အရေးကိုပေးပါလူကုန်သိက္ခာကိုအနည်းလေးပေးပါဆိုပြီးတော့တောင်းဆိုခဲ့တယ်။ကျွန်တော်ဒီလိုတောင်းဆိုတာကိုသူတို့ဘက်ကဘာမှပြန်ပြောမလာဘူး။ဒါကြောင့်ကျွန်တော်အခုလိုနေရာနှံ့သွားပြီးပြောဆိုနေပါတယ်။ နိုင်ငံသမားတယောက်အနေနဲ့မဟုတ်ဘဲသားတယောက်အနေနဲ့ပြောရတာပါမြန်မာနိုင်ငံဆရာနာရှင်တွေဟာကျွန်တော်မိမိရဲ့အတန်ကိုတင်းတင်းကြပ်ကြပ်ပိတ်ပင်နေပါတယ်မြန်မာပြည်သူတွေအတန်ကိုပိတ်ပင်နေတဲ့အတိုင်းကျွန်တော်တို့တို့အတွက်ပြောပြနိုင်တယ်လို့ကိုထိန်တင်းကဆိုရယ်အမေဖြစ်သူတောင်ဆန်းစုကြည်က2015ခုနှစ်ရွေးကောက်ပွဲနဲ့2020ရွေးကောက်ပွဲမှာနှစ်ကြိမ်နိုင်ရရှိခဲ့ကြောင်းဇော်ရရလက်နက်ကင်ထားသူတွေကမြန်မာပြည်သူတွေရဲ့မဲပေးရွေးချယ်ထားတဲ့ရွေးကောက်ပွဲကိုခိုးယူပြီးမြန်မာပြည်သူတွေရဲ့လွတ်လပ်မှုကိုကြမ်းတိုက်ခဲ့ကြကြောင်းသူကဆက်ပြောတယ် မမေယာ2015နဲ့2020ခုနှစ်တွေမှာရွေးကောက်ပွဲနှစ်ကြိမ်နဲ့ရရှိခဲ့တယ်။အဲဒါတွေကမြန်မာနိုင်ငံစတင်ဖြစ်ပေါ်စားဒီမိုကရေစီရဲ့ပထမဆုံးရွေးကောက်ပွဲဖြစ်ပေမဲ့တကယ်ကိုပဲစစ်မှန်တဲ့ရွေးကောက်မှုတွေဖြစ်ခဲ့တယ်။ပြည်သူတွေကလွတ်လပ်မှုနဲ့မဲပေးခဲ့ကြတာမို့ကျွန်တော်မေမေကိုရွေးချယ်ခဲ့ကြတဲ့တနက်ကင်ထားသူတွေကတမိုးပေးခဲ့ကြပြီးသူတို့ရွေးကောက်ပွဲကိုခိုးယူခဲ့ကြတယ်။ပြီးတော့ပြည်သူတွေရဲ့လွတ်လပ်မှုကိုပါဓမြတိုက်ခဲ့တယ်။ဒီလိုမျိုးဖြစ်ဖြစ်တွေကကမ္ဘာတစ်ဝှမ်းမှာပြည်ပခများစွာနဲ့အစိမ်းရဲ့ဒုက္ခများစွာနဲ့ တက်ခါတလဲလဲဖြစ်နေရဲ့မိမိရဲ့ကြိုးစီပွားဥဒါကြည့်ပြီးဒီလောက်ပိုင်းကဘာကြီးကိုပြက်စီးနေစားစိတ်တက်ခြင်းများတို့ရဲ့ဖန်တီးရဲ့ကြံတဲကိုမြမပြည်သူတွေကမရဘူးလက်မခံဘူးလို့ပြောနေကြတယ်။သူတို့ရဲ့လွတ်လပ်မှုကိုအလုခံမှာမဟုတ်ဘူး။သူတို့ရဲ့လွတ်လပ်မှုအတွက်တိုက်ပွဲဝင်နေကြတယ်။မြမပြည်သူတွေအနိုင်မရမချင်းရဲမှာမဟုတ်ဘူးလို့ပြောပြနေတယ်လို့ကိုတိန်လင်းကဆက်လက်ပြောဆိုရင်းအကြပ်ဖက်ဆရာနာရှင်ကရဲသားတွေနဲ့ ပြည်သူတွေပေါ်ပုံကျက်တပြတ်မှုတွေကျွလွန်နေပြီးကမ္ဘာကြီးကလည်းမျက်ကွယ်ပြူနေကြောင်းမြန်မာပြည်သူတွေကထာဝရကြောင့်ရင်မှုနဲ့အသက်ရှင်မနေကြလို့ပဲစစ်အာဏာရှင်ကိုဆက်လက်ကန့်တိုက်ခိုက်နေကြောင်းကိုတိုင်လင်းကပြောဆိုသွားပါတယ်။ဆက်လက်ပြီးစစ်အုပ်စုကမြန်မာပြည်သူတွေပေါ်လူမဆန်တဲ့လုပ်ရက်တွေကျွလွန်နေမှုကယ်တင်ပေးရမည်မိတို့လုံဆောင်နိုင်မျိုးကိုအကြံပြုကြတဲ့အမတ်ကြီးဦးကျော်မို့ထုံးတိုက်တွန်းတောင်းဆိုအကြံဖက်စစ်အုပ်စုကမြန်မာပြည်သူတွေပေါ်လူမဆန်တဲ့လုပ်ရက်တွေကျွလွန်နေမှုမှာကယ်တင်ပေးမိတို့လုံဆောင်နိုင်မျိုးကိုအကြံပြုကြတဲ့ကုလသမဂ္ဂဆိုင်ရာမြန်မာမြန်တဲ့ကိုယ်စားလှယ်တမ်းမကြီးဦးကျော်မို့ထုံးကတိုက်တွန်းတောင်းဆိုလိုက်တဲ့ အော်တိုမလာ15ရက်နေ့အမေရိကန်ပြည်သူနယူးယောက်မြို့မှာကုလသမဂ္ဂလူမှုရေးလူသားချင်းစာနာထောက်ထားမှုနဲ့ယဉ်ကျေးမှုရေးကော်မတီမှလူခွင့်ဆိုင်မဟာမင်းကြီးမစ္စတာဘော့ကာဒရန်နဲ့အပြန်လည်ဆွေးနွေးပြောကြားရေးအစီအစဉ်မှာတမ္မကြီးဦးစောမှုထုံးကအထက်ပါတိုင်းတိုက်တွန်းတောင်းဆိုလိုက်ခြင်းဖြစ်ပါတယ်။ကုလသမဂ္ဂလုံခြုံရေးကောင်စီနေဖြင့်ကိုယ်ခံရမယ်တဲ့မြန်မာပြည်သူ့ရဲ့အသက်အဝေးနေရာကဲတင်နောက်နေကြကြတုံ့ဆိုင်နေတဲ့အချိန်မှာကုလသမဂ္ဂကော်မတီနိုင်ငံတကာအတိုင်ဝန်နဲ့သက်ဆိုင်ရာတာဝန်ရှိပေါ်ကောဖွဲ့စည်းရေးက မြန်မာပြည်သူတွေနဲ့၎င်းတို့ရဲ့အနာဂတ်တွေပေါ်ဆင်းဥဆွဲလူမဆန်တဲ့လောက်ရတဲ့အထက်မှာကဲတင်ပရန်မြို့တို့လှူဆောင်နိုင်မျိုးကိုလူခွင့်အဆိုင်မှာမင်းကြီးနေဖြင့်အကြံပြုပေးစေလို့ကြောင်းတမ်းမကြီးကပြောတယ်။ကုလသမဂ္ဂဆန်မြန်မာမြေရန်ကိုယ်စားလှယ်တမ်းမကြီးဦးကျော်မိုးထွန်းကမြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ဆိုရင်ရတဲ့လူခွင့်အခြေအနေတွေကဆင်းဥဆွဲအကြံဖတ်မှုတွေနဲ့စနေတကျကျူးလွန်ခွင့်ရရှိနေဖြစ်တဲ့ကိလွန်ခွင့်တို့ကြောင့်ဖြစ်တဲ့ဟုတဲ့မဟာမင်းကြီးရဲ့ပြောကြားချက်ကိုများစွာသဘောတူညီကြကြောင်း မဟာမင်းကြီးအစီရင်ခံစာမှာရက်သားပြည်သူထိခိုက်ပျက်စီးမှုမြင့်မားနေခြင်းကိုမှတ်တမ်းတင်ဖော်ပြထားပြီးသည့်အတိုင်းယခုနှစ်အတွင်းမှာလည်းရက်သားတည်ဆုံမှုရေအတွက်ဆက်လက်မြင့်တက်နေကြောင်းသတ်မှတ်ချက်ကရှင်းပြရတယ်။ဆရာဆုမရက်သားပြည်သူလူထုပေါ်မှာလေကြောင်းတိုက်ခိုက်မှုနဲ့ပုံစံတိုက်ခိုက်မှုတွေကိုတိုးချဲ့လုံဆောင်လာနေတာဖြစ်ကြောင်းပြည်သူများတွင်စာတင်ကြောင်းနေဆေးရုံနေနဲ့နေရဲဆွန်ခွာစကန်နေမှာလုံခြုံမှုမရှိတော့ဘဲဆရာဆုမပြစ်မှတ်ထားတိုက်ခိုက်တဲ့နေရာတွေဖြစ်လာခဲ့ကြောင်းရက်သားပြည်သူတွေရဲ့အိုးအိမ်နေနဲ့ခြေကန်စာအုပ်များစုမှလည်းပြင်းပြထန်ထန်ဖြစ်စီကန်တာကြောင်း လူမဆန်တဲ့ဆဲဆုံနေဖြင့်လူသက်တွေကိုငဲ့ညာခြင်းမရှိရသည်နဲ့အမြပြပြဆန်ဥပဒေနဲ့နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဥပဒေကိုချိုးဖောက်ကဆရာဆွေးမှုနဲ့လူသားမျိုးနွယ်ပေါ်ကျွလွန်တဲ့ရာဇဝမှုတွေကိုဆက်ရည်သားကျွလွန်လျက်ရှိကြောင်းအာဆီယံပုံစံပေါ်တူညီချက်ငိုင်းနဲ့လုံခြုံရေးကောင်စီရဲ့ဆုံးဖြတ်ချက်2669ရွာလေးစားလိုက်နာခြင်းတို့မှအကောင့်တွေပေါ်ဆောင်ခြင်းမရှိလို့ဒီမှာစုပွဲရပင်မရှိကြောင်းတမ်းမကြီးကပြောပါရယ်ဆရာဆွေးရေကောက်ပွဲလုပ်ငန်းစဉ်တစ်ခုလုံးတောင်မှတခြားသောစစ်မှန်တဲ့ရည်ရွယ်ချက်တွေကိုလည်းမတွင်ရှာကြောင်း ငြိမ်းချမ်းရေးကိုမမျှော်မှန်းနိုင်ပဲထိခိုက်ဆုံးရှုံးများပြလာတဲ့အရေးကိုတော့မျှော်မှန်းနိုင်ကြောင်းထို့အတွက်နိုင်ငံတကာအသိဝင်နေဖြင့်အစိုးရလက်ခံယုံကြည်နိုင်ခြင်းမရှိတရားဝင်မှုမရှိဒီမိုကရေစီစီမံဖို့အခြေခံထားခြင်းမရှိအတူရောင်အလင်းညာရွေးကောက်ပွဲအားမိမိတို့နဲ့အတူပူပေါင်းပြီးအလုံးစုံညင်းပယ်ကန့်ကွက်ပေးကြတဲ့အတမ်းကြီးကတောင်းဆိုရင်းကဘာချင်းနေဖြင့်စေုပ်စုမှမတရားဆီယနာတင်ထားတဲ့ကာလတလျှောက်ဖြစ်ပေါ်နေအကြက်တဲမျိုးမျိုးအောင်မှမြန်မာပြည်တွင်းရင်ဆိုင်နေတဲ့ဒုက္ခဆင်းရဲတွေကိုသိမြင်မိဟုယုံကြည်ကြောင်း မြန်မာနိုင်ငံမှာဆီယန်နိုင်ရှင်စနစ်ကပြီးတိုင်ချုပ်ညံမဖြစ်မနေလိုအပ်ကြောင်းယခုချိန်ကနိုင်ငံတကာအတိုင်းဝိုင်းကနေစကားလုံးနေနဲ့သိမြင်မှုတွေကိုထိရောက်တဲ့ပူပေါင်းညှိနှိုင်းဆောင်ရွက်မှုရှေ့တက်ရောက်မှုအကောင်နဲ့လှုပ်ဆောင်ခြင်းများဖြစ်ပြောင်းလဲဖော်ဆောင်မဲ့အချိန်ကာလဖြစ်ကြောင်းဆီယန်စုထံကိုနိုင်ငံရေးစီရင်ဝင်ကြီးအထောက်အပံ့နေပေးရနေမှုကိုရတန်ကြာအသံမကြီးကဆက်လက်တောင်းဆိုရင်းကုလသမဂ္ဂလူ့ခွင့်ဆိုင်မှာမင်းကြီးမစ္စတာဝေါ်ကန်ဒရန်ကလည်းမြန်မာနိုင်ငံမှာဆေးဥစုနဲ့ဆရာနာသိမှုကြောင့်ပြည်သူတွေရင်ဆိုင်ရရက်ဆက်ချမ်းချောမှုတွေနဲ့မြန်မာပြည်သူတွေငြိမ်းချမ်းရေးတောင်းဆိုနေမှုခြေအနေတွေကိုရှင်းလင်းပြောဆိုခဲ့ကြောင်းသိရပါဗျာ။ ဆလဘီကော့ဂရိတ်မှာစစ်တပ်ကကျေးရွာတွေကိုလက်နက်ကြီးဒရုန်းတွေနဲ့နေစဉ်ပြစ်ခတ်တိုက်ခိုက်နေပြီးပြည်သူတဲအုပ်ကိုဖမ်းဆီးတပ်ဖြတ်ကပြည်သူတွေကိုလူသားအတိုင်းဖြစ်လိုက်လံဖမ်းဆီးနေ။ကေပြည်နယ်ကော့ဂရိတ်မြို့နယ်မှာဂျပန်စစ်တပ်ကကျေးရွာတွေကိုလက်နက်ကြီးဒရုန်းတွေနဲ့နေစဉ်ပြစ်ခတ်တိုက်ခိုက်နေပြီးပြည်သူတဲအုပ်ကိုဖမ်းဆီးတပ်ဖြတ်ကပြည်သူတွေကိုလည်းလူသားအတိုင်းဖြစ်လိုက်လံဖမ်းဆီးနေကြောင်းဒေသတွင်တော်လှန်သတင်းမြစ်တွေကပြောပါရယ်။အော်တိုဝါလာ၁၀ရက်နေ့မှာကော့ဂရိတ်မြို့နယ်ရန်ကုန်ရွာမှာနေထိုင်တဲ့၄၀နှစ်ရွယ်စောဖူဒီ၆၀နှစ်ရွယ်ဦးတတောင်းတို့အပါအဝင်ပြည်သူ၃ဦးကိုဂျပန်စစ်ကောင်စီက ဖန်စီပြီးကော့ကရစ်မြို့ကိုခေါ်ဆောင်သွားကြောင်းထို့ပြင်29နှစ်ရွယ်စောအကျော်ကိုလည်းရွာထဲမှပြစ်တက်ကအလောင်းဖြောက်ပစ်ခဲ့တဲ့ပြင်မိသားစုဝင်တွေကပြန်လိုက်ရှာတော့လည်းတွေ့ရှာခြင်းမရှိကြောင်းသိရတယ်။အလားတူအော်တိုဘာလ15ရက်နေ့ညနေ9နာရီခန့်မှာလည်းကော့ကရစ်မြို့အခြေဆိုင်ခလာ69တန်းရင်ကနေလက်နက်ကြီးနဲ့ဒီဖို့ဆန်ကြရဘက်ကိုပြစ်ခတ်တိုက်ခါရဒီဖို့ဆန်ဖုန်ကြောင်းကိုထိမှန်ပြီးဖုန်ချင်းကြောင်းဆောင်နေကြောင်းတို့တိုင်းနေပြောကြပြစီခဲ့ပါတယ်ဆက်လက်ပြီးပြည်သူလက်မခံတဲ့ရွေးကောက်ပွဲအတူတူမဲဆယ်စီရင်ကာလသမန် အနာသိစကော်မရှင်ကနိုင်ငံထွက်ပေါက်ဖြစ်ခြင်းမဟုတ်ကြံစည်ထားရွေးကောက်ပွဲမှာပါဝင်ရှင်ပြိုင်ကြမဲ့နိုင်ငံရေးပါတီအတွက်မဲဆယ်စီယောက်ခွဲကာလာရက်ပေါင်း60ကိုစစ်ကော်မရှင်တော်ကရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်ကြေညာတယ်။မဲဆယ်စီယောက်ခွဲကအော်တိုဘာ28ရက်ကဒီဇင်ဘာ26ရက်အထိသတ်မှတ်ထားပြီးရွေးကောက်ပွဲဥပဒေနည်းဥပဒေနဲ့ညီစီစီအတီပြုထားတဲ့ပါတီရဲ့ကိုယ်စားလှယ်လောင်းနေရာထုတ်ပြန်ထားတဲ့စုဝေးဟောပြောခြင်းမဲဆယ်စီယောက်ချင်းကန့်သက်ချက်တို့ကိုလိုက်နာမယ်လို့အသိပေးပါတယ်။ဒီဇင်ဘာ28ရက်မှာစတင်မယ်လို့ကြေညာထားတဲ့အတွက်ရွေးကောက်ပွဲအား တနိုင်ငံလုံးတိုင်းတာနဲ့6ပါတီတိုင်းနဲ့ပြည်နယ်တိုင်း52ပါတီစုစုပေါင်း58ပါတီဝင်ရောက်ရှင်ပြိုင်မှုရှိနေပြီးကိုယ်စားလှယ်လောက်9000ကျော်ဆင်းပေးထားတယ်လို့သိရတယ်။ရွေးကောက်ပွဲပထမပိုင်းကိုမြို့နယ်တရားနှစ်မြို့နယ်ဒုတိယပိုင်းကိုမြို့နယ်တရားတစ်မြို့နယ်မှာပြုလုပ်မှာဖြစ်ပြီးအဲဒီနောက်ကျန်တဲ့မြို့နယ်ချုံမှာဆက်လက်ကျင်းပမယ်လို့ဆိုထားတယ်။အနာဒိုင်းဆိုင်ဆိုရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့သူတို့ထောက်ခံတဲ့နိုင်ငံချုပ်ကလက်ခံထားမိမယ်။ ပြည်သူများစုနဲ့တုံးလိုက်အားရွေကစန့်ကျင်ကောက်ွက်ထားသလိုအာဏာရှင်စန့်ကျင်လက်နက်ကိုင်တပ်ဖွဲ့အသီးသီးကလည်းသူတို့စုမှုရာဒေသတွေမှာရွေကောက်ပွဲမဖြစ်မြောက်တားဆီးမယ်လို့ကြေညာထားပါတယ်။ဆက်လက်ပြောမိုးကောက်နဲ့နှမမြို့နယ်တို့မှာစစ်တပ်ကကြေးရနဲ့ကြမွေးမြေချန်တွေကိုလေရင်နဲ့ပုံစံတိုက်ခိုက်မန္တလေးတိုင်းမိုးကောက်မြို့နယ်မှာကြေဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲကြမွေးမြေချန်တွေကိုလေရင်နဲ့ပုံစံတိုက်ခိုက်ခဲ့လို့ဒီအနယ်လေးကထုတ်ပြန်တယ်။အော်တိုဘားလာဆက်ကြအနေနဲ့ 9နာရီ30မိနစ်မှာမိုးကုံမြို့နယ်ညောင်ကုန်းကျင်းရရှိကြက်မွေးမြွေခြံတွေကိုဂျပန်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းရှိပဲလင်းနဲ့ပေါင်150ပုံလုံးကျဲချတိုက်ခိုက်ခဲ့တယ်။ဂျပန်စစ်တပ်ဘုံကျဲတိုက်ခိုက်မှုတွေပြည်သူတွေထိခိုက်မှုမရှိတော့လဲကြက်မွေးမြွေခြံတွေထိခိုက်ပျက်စီးခဲ့ကြောင်းသိရတယ်။ပြည်သူများအနေဖြင့်ဂျပန်စစ်ကောင်စီဘုံကျဲတိုက်ခိုက်မှုတွေရှောင်ရှားနိုင်ရန်စေတရီအမြင့်ရှင်လိုပြီးလေးချောင်းအကာကွယ်နိုင်လေးချောင်းအကာကွယ်ဆိုင်နီလန်နေလိုင်းနာဆိုင်လိုအပ်ကြောင်းဂျပန်စစ်ကောင်စီတပ်ကတိုင်းပြည်တွင်းသားမကတိုင်းတော်လန်နဲ့ကိုင်းနေပြည်သူကာကွယ်တပ်ဖွဲ့တွေကတိုက်ခိုက်သိမ်းပိုက်ရရှိခဲ့တဲ့ နေရာတွေမှာလူဖြစ်တော်လကောင်လက်နက်ကြီးနဲ့တော်လကောင်ဒရုန်းဖြစ်တော်လကောင်လေကြောင်းဖြစ်တော်လကောင်အပြစ်မဲ့ပြည်သူလူထုတွေပေါ်ဆရာဆွေမှုကျွလွန်လျက်ရှိကြောင်းပြောဆိုရယ်။အော်တိုဘတ်17ရက်ကလည်းနမောင်မြို့နယ်ရှေ့ချန်စံကုန်းကျန်အနီကိုဂျပန်စစ်တပ်ကဂျက်ဖိုင်တာ၂စီးရဲရင်တစ်စီးနဲ့ပုံရှင်လုံးချဲချကပြစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းဂျပန်စစ်တပ်ဗိုလ်ချုပ်တိုက်ခိုက်မှုတွေပြည်သူတွေထိခိုက်မှုရှိကြောင်းသိရပါတယ်။နောက်ဆက်အောင်ပေးကြရတဲ့အထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင်။